ခေါင်းထဲမှာအမိုက်တွေထည့်အဲ့ဒီအမိုက်တွေနဲ့ပူလောင်နေတယ်ဆိုလို့ရှင်ခေါင်းအေးအေးမထားနိုင်တော့ကျောခေါင်းအေးအေးဆိုလို့ရေဆွတ်တာမျိုးမလုပ်နိုင်နဲ့နော်အေးပတ်တော့မယ်ခေါင်းအေးအေးထားဆိုတာအပူတွေအတွေးမတွေးနဲ့အရှုပ်တွေမထည့်နဲ့မြူနစ်စပယ်အမိုက်ပုံးကြီးမဖြစ်စေနဲ့ကိုယ်အုံနောက်ထဲမှာကြည်လင်အေးမြပြီးတော့တံမိုးရှိတဲ့အရာတွေသာခေါင်းနဲ့ထည့်အဲ့လိုဆိုရင်အမိုက်ပုံးကြီးဖြစ်သွားလိမ့်မယ် အဲ့ဒါတွေမထက်နဲ့ဝုံးကိုတော့ချောင်းချောင်းထားခြေတော့ကိုတော့နှွေးနှွေးလေးထားလို့ပြောချတယ်ပေါ့နော်ခြေတော့နှွေးနှွေးခေါင်းအေးအေးဝုံးချောင်းချောင်းလူဘဝမှာတော့အဲ့ဒါခြေပတ်တုတ်တက်ခြင်းအကြောင်းနေပဲကျမ်းမာပြီးတော့ခြေပတ်တုတ်တက်တဲ့အကြောင်းအဲ့ဒါကြောင့်ဘဝမှာစာရင်တော့ဆိုတာဆင်ញင်သုံးသက်တတ်ရမယ် ကိုအခြေအနေကိုကိုဆင်ញင်သုံးသက်တယ်။ငါလှုပ်နေတာဘာတွေနဲ့အချိန်ကုန်နေသလဲ။ငါဘာလှုပ်တဲ့သလဲဆိုတာကိုအမြဲတမ်းဆင်ញင်သုံးသက်ရမယ်။ဒီတဲ့ဆင်မြင်လို့နိဗ္ဗာန်ရချင်တယ်ဆိုလို့ရှိရင်တော့ဘယ်ရာမှမမြဲဘူးဆိုတာကိုသိရမယ်။ဆင်ញင်တဲ့မမြဲဘူးလို့သိခြင်းဟာဘာအကျိုးရှိလဲလို့မေးကြည့်။တွေ့တောင်မှုတွေကိုရှင်းချလို့ရတာ။ဒုရီယာတွေ့တောင်မှုဆွဲမဲ့မှုတွေပေါ်မှာ တွေ့တမှုဆွမဲ့မှုကိုအကြောင်းပြုပြီးတော့တွေ့တာတဲ့အရာအတွက်လှုပ်ချံလုံမိသွားတတ်တယ်ပေါ့မကောင်းတာတွေလုံမိသွားတယ်လုံမိသွားလို့ဆိုးကျိုးတွေနဲ့တွေ့တတ်တယ်ဒါကြောင့်မို့တွေ့တာမှုကိုရှော့ချဖို့ရတယ်အရာခက်သိဟမမြဲဘူးဆိုတဲ့အနိစ္စတင်ညာသာဝရပြောင်းလဲနေတဲ့အရာတွေပဲလို့စဉ်းကျင်သုံးသပ်နိုင်ရမယ်လို့သူဆိုတယ်အဲ့ဒါလို့မဟုတ်လို့ရှိရင် ကိုယ်စိတ်တွေအာယုန်တစ်ခုတည်းမှာဆူဆီးလို့မရဘူး။တမာရီမရှိလို့စိတ်တွေဟာလွဲ့ပြန်နေတဲ့တည်ငြိမ်မှုမရဘူးဆိုရင်တမာရီခြင်းစင်နေနဲ့ကိုယ်စိတ်လေးကိုငြိမ်အောင်အာယုန်တစ်ခုတည်းမှာဆူဆိုင်လို့ရအောင်လို့ကိုယ်ပါလုံနေတယ်လေ။အဲ့ဒီပါလုံနေတယ်လေဆိုတဲ့အချက်ပေါ်မှာကိုယ်စိတ်လေးတည်ငြိမ်အောင်ထားနိုင်ဖို့ကြိုးစားအောင်။အဲ့ဒီနှစ်ခုကိုဇာယီနောလို့ပြောတာ။ကဗ္ဗရာထုတ်ပြီဆိုလို့ရှိရင်အဲ့တော့ သမထကျင့်တယ်ကိုလည်းဇာယိနောဝိပဿနာတရားအထုတ်တာလည်းဇာယိနောပဲတဘာဝကိုအတိမှန်ဆင်ញံသုံးသက်တယ်အဲ့ဒါတမာရိနဲ့ပညာတွတ်တဲ့အောင်ကြိုးစားခြင်း